ိုင်းနိုင်ငံဖုကက်ကအသက်30အရွယ်အမျိုးသမီးတယောက်ကအာဘသူမှမမာထားတဲ့ပစ္စည်းတွေကို ပေးပို့ပြီးတော့စီးပွားရှာခဲ့တဲ့အကြောင်းမှာသူကအွန်လိုင်းကနေပစ္စည်းတွေမှာကြတဲ့ဒီအမဲလို့လို့ပေါ့လေမှာတက်တဲ့မှာလေးရှိတဲ့သူတွေရဲ့နာမည်နဲ့လိပ်စာ database တွေကိုရထားတာပါအဲ့ဒီနောက်မှာစံချိန်မမီတဲ့ပစ္စည်းတွေကိုအဲ့ဒီစည်ရင်းတွေထဲမှာပါတဲ့လူတွေစီကို ပို့ပေးတာဖြစ်ပါတယ်ပစ္စည်းတွေရောက်လာတဲ့အခါမှာတော့တချို့က A trum maa သူတို့မိတ်ဆွေဆွေမျိုးအတိတယောက်ယောက်ကများမှားထားသလားဆိုပြီးတော့ငွေပေးချေကြပါတယ်။အဲ့လိုနဲ့အဲ့ဒီမှာဒီမှမှထားတဲ့ပစ္စည်းပို့တဲ့အမျိုးသမီးဟာတရက်တရက်ကိုပေါ့လေဘန်းငွေ8000ကနေ3000လောက်ပေါ့နော်ဒီ8000လောက်ဝင်ငွေရှိတယ်လို့ဆိုပါတယ်။အာ online ကနေပစ္စည်းတွေရောက်လာတဲ့အခါမှာပတ်စံရှင်းပြီးလက်ခံယူထားတဲ့သူတွေစီကနေအဲ့ဒီဝင်ငွေတွေကိုရနေတာဖြစ်ပါတယ်။တချို့ကတော့သူတို့မှမှထားတဲ့အတွက်အဲ့ဒီပစ္စည်း းတွေကိုလက်မခံဘဲပြန်ပို့လိုက်တာတွေလည်းရှိပါတယ်။ ဒီလိုမျိုးပြန်ပို့လိုက်တဲ့ညင်းဆူလိုက်တဲ့ပါဆယ်ဒုတ်တွေကိုတော့သူကပြန်ထုတ်ပို့ပြီးတော့နောက်ထပ်လိပ်စာအစ်စ်တွေစီကိုပြန်ပြီးတော့ပေးပို့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ရဲရတန်တရားရှိလာပြီးတင်းဦးရိနေကရှာဖွေရမှာစံချိန်မမီတဲ့ပစ္စည်းအရေအတွက်2000နဲ့ပါဆယ်အထုပ်ပေါင်း9000လောက်ကိုရဲကတွေ့ခဲ့ပါတယ်။ပစ္စည်းတွေထဲမှာတော့အလှပြင်ပစ္စည်းတွေနောက်ပြီးတော့ IT ထုတ်ကုန်ပစ္စည်းတွေအာနောက်ပြီးဒီစားသောက်ကုန်ပစ္စည်းတွေနဲ့ဒီအာစတစ်စတစ်ကတွေ ပါဝင်ပါတယ်ဆိုတော့လောလောဆယ်မှာသူ့ကိုစံချိန်မမီတဲ့ကုန်ပစ္စည်းပိုင်ဆိုင်မှုနဲ့တရားစွဲဆိုထားပြီးတော့နောက်ပိုင်းမှာဆိုရင် အများပြည်သူကိုလိမ်လည်မှုနဲ့ထက်မှန်တရားစွဲဆိုသွားဖို့ရှိတယ်လို့ရဲတပ်ဖွဲ့ကပြောလိုက်ပါတယ်ဆိုတော့ထိုင်းမှာနေနေတဲ့သူတွေအနေနဲ့ကိုမမာထားတဲ့ပစ္စည်းတွေကကိုယ့်စီကိုရောက်လာခဲ့လို့ရှိရင်ယူရဖို့မလိုသလိုပတ်စံရှင်းဖို့လည်းမလိုပါဘူးရှင်